နောက်ထပ်သတင်းဝဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ WSA ကမနေ့ကညပိုင်းကသူတို့ကလည်းသတင်းထုတ်ပြန်မှုတွေပြုလုပ်ခဲ့ပါတယ်ဒါကတော့ TNLA MMDA နဲ့ SSPP အဖွဲ့တို့ကိုသူတို့အနေနဲ့လက်နက်နဲ့စီရေးအကူအညီတွေမပေးတော့ဘူးလို့ပြောဆိုလိုက်တဲ့အချင်းတွေပါဒီချင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီ YouTube SSA ရဲ့ဌာနချုပ်တရှိတဲ့ဌာနချုပ်တရှိတဲ့ကျွန်တော်ပန်ဆန်းမြို့မှာပန်ဆန်းမြို့မှာကျွန်တော်တို့ TNLA ရဲ့ခေါင်းဆောင်ပိုင်းတွေ MMDA ရဲ့ခေါင်းဆောင်ပိုင်းတွေ SSPP ရဲ့ခေါင်းဆောင်ပိုင်းတွေတို့တွေ့ကြတယ်တွေ့ကြတယ် TNL ဘက်ကတော့ကျွန်တော် TNL ရဲ့ဒူခရာအပောင်ဝင်သူတို့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေတက်ရောက်တာတွေ့ရတယ်။ပြီးရင်ကျွန်တော်တို့ဒီ MMDA ဘက်ကလည်းကျွန်တော်တို့ရဲ့ဒီစီရေးချုပ်ပေါ့ဗျာသူတို့ခေါ်ပေါ့။အဲ့ဒီရဲ့ဒီခေါင်းဆောင်ပိုင်းတွေတက်ရောက်တာတွေ့ရတယ်။ပြီးရင်ကျွန်တော်ကျွန်တော်ဒီ SSPP ဘက်ကလည်းကျွန်တော်တို့ဒါဒါကျွန်တော်တို့အတွင်းမှုအဖွဲ့ပေါ့ဗျာအတွင်းမှုအဖွဲ့သူတို့တက်ရောက်တာတွေ့ရတယ်။တွေ့ရတယ်။အဲ့ဒီမှာကျွန်တော်တို့ဒီ UUSA ဘက်ကတော့ဒါ UUSA ရဲ့ဒူခရာဖြစ်တဲ့ကြောက်ကော်အန်အဲသူကတော့ဥဆောင်မိတက်တယ်။အဲသူပြောတာက လန်ဒန်နဲ့စက်ကရီယာများငွေကြေးကူညီများသို့မဟုတ်အခြားထိုကဲ့သို့ကိစ္စများကိုတောင်းဆိုခြင်းဖြင့်ဝါပြည်နယ်ကိုထပ်မံနှောက်ယှက်ခြင်းမှရှောင်ကြဉ်ရန်အဖွဲ့အစည်းများကအတိပေးတိုက်ကြုံပါသည်ပေါ့ဗျာသူတို့အနေနဲ့ပြီးရင်ဆက်ပြီးရှင်းတာကသူတို့အနေနဲ့ကျွန်တော်တို့ဒီစီရေးစီရေးတွေစီရေးကိစ္စတွေလက်နက်ငွေကြေးစက်ပစ္စည်းသူတို့အနေနဲ့ကျွန်တော်တို့လုံးဝမပေးတော့ပါဘူးလို့သူတို့ဘက်ကပြောတယ်ဒါသူဘက်ကပြောတာအဲ့တော့ခင်ဗျာရှင်းပါတယ်ခင်ဗျာရှင်းပါတယ်ခင်ဗျာဟိုရှမ်းမြောက်ဒေသကြီးအခင်းချင်းကခင်ဗျာ YouTube SA မှာပါပဲနဲ့ဘာမှလုပ်လို့မရဘူး ဘာမှလုပ်မရအောင် US မှာကမြလက်နက်ဆက်ရုံရှိတယ်သူတို့ကတစ်ဖက်မှာကျွန်တော်တို့ဒီယူနန်အဖွဲ့နဲ့သူတို့ချိန်ထားတယ် US မှာကကျွန်တော်လက်နက်ထုတ်ဆက်ရုံတွေရှိတယ်ပြီးရင်ကျွန်တော်တို့အခြားသောဆက်ဆက်ဆက်ရုံတွေတပုံးရှိတယ်တပုံးရှိတယ်အဲ့ဒီက US ရဲ့ထောက်ပံ့မှုမပါရင်ဒီရှမ်းကျောင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့တွေဘယ်အဖွဲ့မှကျွန်တော်ရက်တည်လို့မရအောင်ရတယ်လို့မြောက် MMD ဆိုလဲကျွန်တော် UBS ရဲ့ဒီလက်နက်ခင်းနေပဲရတည်ရတာပဲပြီးရင်ကျွန်တော် TNL ဆိုလဲ UBS ရဲ့လက်နက်ခင်းနေပဲရတည်ရတယ်ပြီးရင်ကျွန်တော်တို့ဒါအခြားသောအဖွဲ့တွေရှိပါသေးတယ်ပြီးရင်ကျွန်တော် AA ဆိုရင်လည်းပဲဒီ ဒါ US ဆီကနေပဲသူတို့လက်နက်တွေရတာပဲလက်နက်တွေရတာပဲလက်ရှိဒီတိုင်းသားလက်နက်ကိုင်အဖွဲ့ထဲမှာလက်နက်စိတ်အုံရှိတာက US နဲ့ KIA ဒီနှစ်ဖွဲ့ကကျွန်တော်လက်နက်စိတ်အုံနေရှိတယ်ဒီဘက်ကလက်နက်စိတ်အုံနေရှိတယ်ကျန်တဲ့အဖွဲ့တွေကတော့ကျွန်တော်တို့ဝယ်သုံးရတော့ဗျာသူတို့ဝယ်သွားနေတာဖြစ်တာပေါ့ဝယ်သွားနေတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနာဂတ်မှာကျွန်တော် US ရဲ့ဒီစီဝိုင်းအခန်းကဏ္ဍပေါ့ကျွန်တော်စီဝိုင်းအခန်းကဏ္ဍကိုကျွန်တော်ရှင်းချနိုင်ဖို့လိုတယ်အဲ့တော့ခင်ဗျားဒီဖာကန်ဒေသမှာဆိုလည်း US ကကိုင်နဲ့ပူးပေါင်းပြီးတော့ကြောက်စိတ်နဲ့ထုတ်တာတဘုံကြီးပဲတဘုံကြီးပဲ တော့ခင်ဗျာပြည်တွင်းမှာဆိုလည်းပဲခင်ဗျာတို့ရဲ့ဒီပုံစံမျိုးစုံနဲ့လုပ်ငန်းတွေရှိလာနေတယ်မရှိလို့မျိုးရှိနိုင်ပါလေရှိလဲရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ရှိနိုင်ရှိနိုင်ပါတယ်ပြည်တွင်းမှာလည်းနီလာမျိုးစုံတွေပေါ့နာမည်မျိုးစုံတွေရှိနိုင်ပါတယ်အဲ့တော့ဒီအနာဂတ်မှာတော့ကျွန်တော် USA ရဲ့ဒီမြန်မာနိုင်ငံရေးပေါ်မှာပါဝင်ပတ်သက်မှုတော့ကျွန်တော်တို့အဆင့် short ချနိုင်ဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ဒါနဲ့ညီတူ CY အဆင့်ကိုလည်းကျွန်တော် short ချနိုင်ဖို့လိုတယ် short ချနိုင်ဖို့လိုတယ်အမှခင်ဗျာတို့ဒေတာမှာဆိုလည်းပဲခင်ဗျာအမှတောက်လျှောက်ပြတတ်တသူတောက်လျှောက်ထွက်တာပဲဒီအဲ့တို့ရဲ့တို့ဒေတာတွေမဟုတ်ဘူးမဟုတ်ခင်ဗျာဒီဘက်တောက်လျှောက်အကုန်ဝင်ပါတာ ဲ့ KI နဲ့ချိန်ပြီးတော့ခင်ဗျမြေရှားတူးတယ်ကြောက်စိမ့်တူးတယ်အကုန်လုံးတာအကုန်လုံးတာ UFC ကကျွန်တော်တို့သူတို့ကနေပယ်လိုက်ကိုသူလော်ဝက်ကြီးအုံနိုင်မို့သူတို့စူးစမ်းနေတာပေါ့